ဝန်ထမ်းကောင်လေးကိုတရားမစွဲတော့ဘဲခွင်လွတ်ပေးခဲ့တဲ့ပိုးချဖြူခင်တို့ဇနီးမောင်နဲ့ဝိုင်းစီစနီမျိုးပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ပရိသတ်များရှင်လွန်ခဲ့တဲ့ရက်ကတော့ဆိုရှယ်မီဒီယာမှာဟိုလင်းတကြကြဖြစ်သွားခဲ့တဲ့ပိုးချဖြူခင်တို့မိသားစုရဲ့အကြောင်းကို ပရိသတ်တွေအားလုံးကလည်းသိရှိကြမယ်ထင်ပါတယ်ဝန်ထမ်းကောင်လေးက TikTok စော်နေရင်ကနေပိုးချဖြူခင်တို့ရဲ့သမီးလေးက TikTok ဝင်စော်ခဲ့တာကြောင့်အဲ့ဒီအပုတ်ကိုလိုင်းပေါ်တင်လိုက်လို့ပြဿနာတွေဖြစ်သွားခဲ့တာပဲဖြစ်ပါတယ် ။အိုးကြပြုကင်းရဲ့ခင်မောဖြစ်သူအကိုထွန်းကသူ့ရဲ့သမီးလေးကိုအခုလိုမျိုးခွင့်ပြုချက်မရဘဲနဲ့တစ်တော်ပေါ်မှာတင်လိုက်လို့ပြဿနာတွေဖြစ်နေကြတာပေါ့။ဒါကိုဝန်ထမ်းကောင်လေးကမချေမငံပြန်ပြောခဲ့ပြီးဖူဖွေးကလိုက်ရှုပ်နေတာဆိုတဲ့ဇာတ်ကားကိုတုံ့နှုံခဲ့တာကြောင့်ဖခင်ဖြစ်တဲ့အကိုထွန်းကစိတ်ဆိုးဒေါသထွက်ပြီးအဲ့ဒီကောင်လေးကိုအချက်ပေါင်းများစွာထိုးခဲ့ပါတယ်။နောက်ပြီးအလုတ်ကိုဖြုတ်ပြီးဆိုင်ကနေလဲမောင်းထုတ်လိုက်တယ်ဆိုတဲ့သတင်းတွေကြောင့်အားလုံးကငွေများတရားနိုင်ခေကြီးပါအကိုထွန်းတို့ကဒီလိုလက်ပါစရာမလိုဘူး။နောက်ပြီးကောင်လေးကဆင်းရဲတယ်မရှိရှာဘူးဒါ ာကိုတမင်သက်သက်အနိုင်ကျင့်တာစသဖြင့်အမျိုးမျိုးဝေဖန်မှတ်ချက်တွေပြုနေကြတာဖြစ်ပါတယ်။နောက်ပြီးအဲ့ဒီကောင်းလင်းကိုယ်တိုင်ကလည်းမကြည်မနက်တွေဖြစ်တာကြောင့်ဆိုင်ကနေထွက်ချင်းမှာပဲ లై ဘောမှာဗီဒီယိုအပုတ်ပေါင်းများစွာတင်ထားခဲ့ပါတယ်။အကိုထုံးကသူတို့ဘောမှာဘလို့နှိမ့်ဆက်တယ်ဆိုတဲ့အကြောင်းလေးပိုးချပြုကင်တို့ကအရန်ကိုမောက်မာတယ်ဆိုတဲ့အကြောင်းတွေကိုပြောပြခဲ့တာဖြစ်ပြီးအဲ့ဒီဗီဒီယိုကိုသူကတင်ကြလို့တင်တာမဟုတ်ဘဲနဲ့အကိုထုံးရဲ့သမီးဖြစ်သူဖွေးဖွေးကဝင်ဆော့ပေးခဲ့တာကြောင့်သူအနေနဲ့တင်လိုက်တာဖြစ်တယ်ဆိုတဲ့အကြောင်းကလေးကလိုက်ရှုပ်နေရဆိုတာလေအမှန်တက ယ်ပဲလိုက်ရှုံနေရဆိုတဲ့အကြောင်းကိုပြောပြခဲ့တာဖြစ်ပါတယ်။ဒါကြောင့်ကောင်လေးဘက်ကနေပြီးတော့နစ်နာခဲ့တယ်ဆိုပြီးတော့မှအလုံးကမှတ်ချက်တွေပြုနေကြသလိုကောင်လေးကိုတနာနေရသူတွေကလည်းတပုံတပင်ရှိနေတာပါ။နောက်ပြီးဒီကိစ္စနဲ့ပတ်သက်ပြီးအကိုထွန်းဘက်ကလည်းမကျေနပ်နိုင်လို့တရားစွဲအရေးယူသွားမယ်ဆိုပြီးအမျိုးမျိုးအဖုံဖုံပြောနေတာပါ။ဒါကြောင့်အလုံးကတော့ငွေများတရားနိုင်ခင်ဖြစ်လို့အကိုထွန်းတို့ကဒီကောင်လေးကိုငွေနဲ့ကင်ပေါက်တော့မယ်ဆိုပြီးသတင်းတွေထွက်ရှိလို့နေတာဖြစ်ပါတယ်။နောက်ဆုံးမှာတော့အကိုထွန်းတို့ဇနီးမောင်နှံနဲ့အဲ့ဒီကောင်လေးဓာတ်ရိုက်တွေ့ဆုံခဲ့ပါတော့တယ်။ ဝန်ထမ်းဖြစ်သူကောင်းလေးကအကိုထုံးကိုတရားစွဲအရေးယူတာမျိုးမဟုတ်ဘို့အမှုမခွင့်ဖို့အတွက်ဝင်ချတောင်းပန်ခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့အကိုထုံးတို့ကသူတို့ကိုကောင်းကောင်းမဲပြန်လည်ဆက်ဆံခဲ့တာပါ။ဝန်ထမ်းကောင်းလေးကရှေခိုးကတော့ပြီးတောင်းပန်ဖို့လုပ်ခဲ့တယ်ဆိုပေမဲ့ပိုးချဖြူကင်တို့ဇနီးမောင်နှံကသဘောထားကြီးစွာနဲ့ထိုင်ရှေခိုးပြီးတောင်းပန်တာမျိုးကိုတောင်လက်မခံခဲ့ပါဘူး။နောက်ပြီးအကိုထုံးအနေနဲ့လေမင်းကငါတို့ကဘာမှလှုပ်ချင်လို့ပြောနေတာလည်းမဟုတ်ဘူး။အခုလိုခေါ်တယ်ဆိုတာကလေမင်းကငါတို့ကစုံမကြံလို့ကောင်းကောင်းမွန်မွန်တုံတင်စုံမပြောပြကြံလို့လောက်တာ ဖြစ်တယ်ဆိုပြီးနှစ်ဦးသားနားလည်မှုယူလိုက်ကြတာဖြစ်ပါတယ်။အားလုံးကတော့ကောင်လေးကိုအမျိုးမျိုးချိန်ချောက်ထားလို့အဲ့ဒီကောင်လေးကအခုဆိုရင်တောင်းလန့်နေပြီးတော့မှအကိုထုံးတို့ကိုဒူးထောက်တောင်းပန်ဖို့အထိပြင်ဆင်ထားတာဖြစ်တယ်ဆိုတဲ့အကြောင်းတွေကိုလည်းအမျိုးမျိုးသောမှတ်ချက်တွေပြုပေးနေကြတာဖြစ်ပါတယ်။လက်ရှိအချိန်မှာတော့ပိုးချပြုခင်တို့ဇနီးမောင်နှံနဲ့ဝန်ထမ်းကောင်လေးအဆင်ပြေသွားတယ်ဆိုတဲ့အကြောင်းတွေတော့ပြန့်နှံ့လာပါပြီ။ဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်ကြီးအနေနဲ့ရောတကယ်ပဲအဲ့ဒီကောင်လေးအပေါ်မှာချိန်ချောက်မှုတွေလုပ်ခဲ့လို့ကောင်လေးကကြောက်လန့်ပြီးဒူးထောက်တောင်းပန်ဖို့လုပ်သလားဆိုတာဗီဒီယိုအောက် က comment လေးမှာရေးသွားပေးခဲ့ပါဦးရှင်။ပြပေးခဲ့ကြတဲ့အတွက်လည်းကျေးဇူးများ යි တင်ပါ